ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဒီဇင်ဘာလ9ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရံပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတာကတော့ Trump အစိုးရကို American ရောက်မြန်မာအဖွဲ့ကတရားစွဲမှာဖြစ်ကြောင်းတင်ဆက်ပေးပါမယ် Trump အစိုးရနဲ့ American ရဲ့နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဌာန USCIS ကိုတရားစွဲဆိုဖို့အတွက် ်တက်ဆိုင်ရာအထက်လွှတ်တော်အမတ်တွေအပါအဝင်ဥပဒေပညာရှင်အဖွဲ့အစည်းတွေနဲ့အကြံဉာဏ်ရယူပူးပေါင်းဆောင်ရွက်နေပြီလို့ American ရမြန်မာနိုင်ငံသားတွေအတွက်လာဝကဆိုင်ရာလိုက်ပါကူညီပေးနေတဲ့ USIRD အဖွဲ့ကထုတ်ပြန်ပါတယ်။ Trump အစိုးရချမှတ်နေတဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေဟာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဒီစဲဥပဒေနိုင်ငံတကာလက်ခံကျင့်သုံးနေတဲ့လူ့အခွင့်အရေးစံချိန်စံနှုန်းများနဲ့ကန့်ညင်မှုမရှိတာကြောင့်လို့ မြန်မာစံတော်ချိန်ဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်း USIRD ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ် American ထိပ်တန်းပါတီကြီးနှစ်ခုရဲ့နိုင်ငံရေးအားပြိုင်မှုကြောင့်ဖြစ်ပေါ်လာတဲ့ဒီမိုဝါဒတွေဟာစစ်ဘေးအာဏာရှင်ဘေးနဲ့ဘဝရှင်သန်ရက်တည်းရေးအတွက် American ရောက်လာတဲ့မြန်မာနိုင်ငံသားတွေရဲ့တရားမျှတမှုနဲ့လုံခြုံမှုကိုလည်းပြင်းထန်စွာထိပါနေတယ်လို့ဆိုပါတယ် American ရောက်မြန်မာအတိုင်းဝိုင်းအတွက်နိုင်ငံရေး night စီးနင်းပြုခံရမှုဖိနှိပ်ခွဲခြားဆက်ဆံခံရမှု ဖေကျင်ကန့်သက်ခံရမှုတွေကိုအကာအကွယ်ရနိုင်ဖို့အတွက် USIRD အဖွဲ့ကဥဆောင်သူလည်းဖြစ်တယ်လို့မြန်မာစင်တာဥက္ကဋ္ဌလည်းဖြစ်တဲ့ကိုရဲရင်မြင့်မို့ကဥဆောင်ပြီးတရားစွဲဆိုဖို့ပြင်ဆင်နေတာပါဒီလိုစွဲဆိုမှုကြိုးစားပေးမယ် Trump အစိုးရရဲ့လက်ဝကမူဝါဒကအပြောင်းလဲဖြစ်ဖို့ဖြစ်နိုင်ခြင်းနေပါတယ်လို့ American ရောက်မြန်မာတချို့ကဝေဖန်နေကြပါတယ်နိုဝင်ဘာလကွန်ပိုင်းမှာပဲမြန်မာနိုင်ငံသားတွေအတွက်ယာယီအကာအကွယ်ပေးမှု TPS ကိုရုပ်သိမ်းလိုက်တာကြောင့် ထောင်ချီတဲ့မြန်မာတွေနေရပြန်ရနိုင်တဲ့အခြေအနေစိုးရိမ်နေရတယ်လို့နိုင်ငံကြီးခေလွန်ကွင်းလျှောက်လော်ဒီကိုလည်းယာယီရဆိုင်ထားလိုက်ပါပြီအခုရပ်ပိုင်းတင်မှာပဲတင်သွင်းထားတဲ့နိုင်ငံကြီးခေလွန်ကွင်းလျှောက်လော်အလုံးကိုလည်းပြန်လဲစစ်စစ်စစ်ဆေးမှုပြီးဆုံးချိန်ထိရဆိုင်သွားမယ်ဆိုတဲ့မူတရက်ကိုထပ်မံချမှတ်လိုက်ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ရေစကြိုခလာရ29ခွန်တရင်မှတရေးပူကြီးတတ်နိုင်ဦးကိုအရှင်ဖမ်းမိဗိမာန်လဲပြန်လဲခုခံတိုက်ခိုက်တဲ့အတွက် ပြစ်ခတ်ဖမ်းဆီးရမှာပွဲချင်းပြီးတေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းရေစကြိုမြို့နယ်ခလာရ29ခွန်တရင်မှာတရေးဘူကြီးတတ်နိုင်ဦးကိုအရှင်ဖမ်းမိပြီးစစ်စေးရင်စိုက်ကဲနဲ့ခေါ်ဆောင်လာစဉ်ပြန်လေခုခံတိုက်ခိုက်တဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရမှာနေရာမှာပဲတေဆုံးသွားကြောင်းရေစကြိုပကဖမှတာဝန်ရှိသူတဦးကပြောကြားပါတယ်။ဒီဇင်ဘာလ3ရက်နေ့ညနေ4နာရီခန့်ကရေစကြိုမြို့နယ်ဖူလုံချေးရွာဘီလီယက်ကုမာကျူထိုးနေတဲ့ကလာရ29ခွန်မှတရေးဘူကြီးတတ်နိုင်ဦးကို A2 ကိုရေစကြိုပတ်ကဖရဲဘော်တွေကဝင်ရောက်ဖမ်းဆီးပြီးစိုက်ကင်းနဲ့တင်ဆောင်၍ခေါ်ဆောင်လာစဉ်လက်တနေရအယောက်ရဲဘော်တွေရဲ့လက်နက်ကိုလူရွရွပြန်လည်ခုခံခဲ့တဲ့အတွက်ပြစ်ခတ်ဖမ်းဆီးခဲ့ရာနေရာမှာပင်တည်ဆုံသွားကြောင်းသိရှိရပါတယ်။ကျွန်တော်တို့ကထောက်လန်းနေတာက တော့ကြာပါပြီ။ကျူခုံမှာသူတစ်ယောက်တည်းရှိနေပြီးဆိုတာနဲ့ဝင်ဖမ်းခဲ့တာဝင်ဖမ်းပြီးတော့စိုက်ကင်းနဲ့တင်ပြီးခေါ်လာတဲ့ချိန်စိုက်ကင်းပေါ်မှာခုခံတော့စိုက်ကင်းလေသွားတာအဲ့ဒါနဲ့ရဲဘော်ကနေချက်ချင်းပဲအဲ့ဒီနေရာမှာတင်ပြစ်ခတ်ရှင်းလင်းလိုက်ရတာ ကျွန်တော်တို့စစ်စည်းမဲ့နေရာအထီကို မရောက်လိုက်ဘူးလက်နက်တွေလည်းမပါဘူးလို့ရည်စကြိုပတ်ကဖားမှတာဝန်ရှိသူကရှင်းပြပါတယ်။တိတ်ဆုံးသွားတဲ့တရေဘူကြီးတက်နိုင်ဦးခေါ်အီတူထမ်းမစိုက်ကေတစီဖုန်း၃လုံးငွေသား၃သိန်းမှတ်ပုံတင်နှစ်ခုတို့ကိုတင်စစ်ရရှိခဲ့ကြောင်းတိတ်ဆုံးရုပ်အလုံးကိုည၈နာရီခန့်မှခတ်လိုက်ရ၂၅ခွန်တရင်မှောင်လာရောက်ကောက်ယူသွားကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတဲ့ကတော့မိုးကုတ်အနောက်ပိုင်းကစစ်တပ်စကန်ကုတ်တစ်ခုကိုတော်လိုင်းတပ်ပေါင်းစု တိမ့်ပိုက်ခေကြောင်းတင်ဆက်ပေးပါမယ်။စေအုစုတက်ထင်းချုပ်ထားတဲ့မန္တလေးတိုင်းမိုးကုံမြို့နယ်အနောက်ပိုင်းကဘောလုံးကြီးရွာနဲ့ဘောလုံးလေးရွာဘက်ကစေအုစုစကန်တစ်ခုကိုဒီဇင်ဘာလ3ရက်နေ့မှာမိုးကုတ်တော်လန်ကြီးတပ်ပေါင်းစုတွေကတိမ့်ပိုက်ထားနိုင်ပြီလို့စေရေးသတင်းအရင်းမြစ်ကပြောပါရတယ်။နိုဝင်ဘာလ29ရက်နေ့ညပိုင်းမှာထောင်နဲ့ကြီးတဲ့စေအုစုတက်တွေဟာမိုးကုံမြို့ထဲဝင်ရောက်လာပြီးတဲ့နောက်နိုဝင်ဘာလ30ရက်နေ့ကစပြီးဒီဇင်ဘာလ4ရက်နေ့ထိတော်လန်ကြီးတပ်ဖွဲ့တွေနဲ့စေအုစုအကြား တိုက်ပွဲတွေမြို့အစွန်ဘက်မှာဆက်လက်ဖြစ်ပွားနေတာပါမိုးကုတ်မြို့အနောက်ပိုင်းဘက်ကဘောလုံးကြီးဘောလုံးလေးဘက်ကစစ်ကန်ကုန်းတစ်ခုကိုတပ်ပေါင်းစုကသိမ်းပိုက်ထားနိုင်ပါပြီစကန်သိမ်းတာတော့ရဲဘော်၃ယောက်တန်းရရပါတယ်မစိုးရင်ရဘူးလို့မိုးကုတ်မြို့စီရေးတရင်ရင့်မြစ်ကပြောပါတယ်တိုက်ပွဲအတွင်ပြစ်ခတ်ခဲ့တဲ့လက်နက်ကြီးတစ်လုံးဘောလုံးလေးရွာဘက်ကိုကြောက်ရောက်ပောက်ကွဲခဲ့တာကြောင့်ဒေသခံအမျိုးသမီးတဦးနဲ့အမျိုးသားတဦးတို့ထိမှန်ဒဏ်ရာရရှိခဲ့ပြီးပြည်လုံးတွင်စီးရုံကိုပို့ဆောင်ထားတယ်လို့သူကဆိုပါတယ် လက်ရှိမှာမတလီမိုးကုတ်လမ်းမပေါ်မှာရှိတဲ့ကြောက်ဖားကနေတစ်ဆင်ကုံရွာထိတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီးတစ်ဆင်ကုံရွာမှာစစ်အုပ်စုတပ်ကအထိုင်ချစခန်းတပ်ဆွဲထားတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့စစ်အုပ်စုတပ်ကမိုးကုတ်မြူဟာတပ်ဖွဲ့ပြင်အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံကာကွယ်ရေးတပ်တွေပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA စတဲ့တော်လှန်ရေးတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။မိုးကုတ်မြို့ကိုစစ်အုပ်စုတပ်ကပြန်လည်ထိန်းချုပ်ထားတော့ကြောင့်ပြည်သူအများစုဟာ တိုက်ပွဲလွတ်ကင်းရာဒေသတွေကိုထွက်ပြေးတင်းရှောင်နေကြတာကြောင့်မြို့ပေါ်မှာလူသွားလူလာမရှိဘဲတိတ်ဆိတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်အုပ်စုတွေဟာမိုးကုတ်မြို့လေးကိုဝင်ရောက်လာပြီးနောက်စေးရုံကြောင်းကြီးဘူပိန်းချံတို့မှာတင်ကားနှစ်စီးတက်ဆွဲထားသလိုဟာဝေဇာလက်နက်ကြီးတွေတက်ဆင်နေပြီးဒေါ်နန်းကြည်တောင်ရေစခန်းနဲ့မြို့ဦးလွင်တို့မှာလည်းအင်အားအလုံးကြီးနဲ့တက်ဆွဲထားတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။တရုတ်နိုင်ငံရဲ့အကြက်ကင်ဖီအာပေးမှုကြောင့်ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့က စေအုပ်စုနဲ့ TNL တက်တို့ဟာကုမင်းမြို့နယ်မှာအပြစ်ရဲ့သဘောတူညီချက်နဲ့မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့ကိုလက်လွတ်ခဲ့ရတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မန္တလေးမှာဒေါက်တာတီဇာဆန်ဆန်နာပြခဲ့တဲ့ဇီးတဲ့နေရာကိုအလေပိုင်းတိုင်းစစ်တနာချုပ်တိုင်မှုအမိတ်နဲ့ဖျက်ဆီးခံခဲ့ကြောင်းတင်ဆက်ပေးပါမယ်မန္တလေးချမ်းအေးသာဆန်မြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးဒေါက်တာတီဇာဆန်ဦးဆောင်စန္ဒပြခဲ့တဲ့ဇီးတဲ့နေရာကိုအလေပိုင်းတိုင်းစစ်တနာချုပ်တိုင်မှု ဗိုလ်မှူးချုပ်တင်မင်းလက်အမိတ်နဲ့ဖျက်ဆီးခိုင်းခဲ့ကြောင်းမန္တလေးစီပင်သတင်းရက်ကွက်ကပြောဆိုပါရယ်ဒီဇင်ဘာလ3ရက်နေ့လူတုအရေးတော်ပုံခေါင်းဆောင်များဖြစ်ကြတဲ့ဒေါက်တာတေဇာဆန်းကိုနန်းလင်းရန်ကုန်နဲ့ကိုခန့်ဝေဖြူစကိုင်းတို့အပါအဝင်ရဲဘော်ရဲဘက်များပြည်သူလူထုနဲ့အတူပူးပေါင်းကောင်ရွေးကောက်ပွဲစတင်ရေးဆန္ဒပြခဲ့ကြကြောင်းအဆိုပါနေရာမှာမန္တလေးတိုင်းချမ်းအီတာဇန်မြို့နယ်မှာရှိတဲ့လမ်းဘေးဇေဒန်ဖြစ်ပြီးရင်းစည်းဆိုင်တွေကိုဒီဇင်ဘာလ4ရက်နေ့ည10:00နာရီဝန်းကျင်ချိန်တိုင်းမူအမိတ်နဲ့စစ်တပ်နဲ့စီပင်က ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်းစီပင်သတင်းရင်းမြစ်နဲ့ Voice of Mandalay မှတာဝန်ရှိသူကဆိုပါတယ်။တိုင်းမှုအမိတ်နဲ့ဖျက်ခိုင်းတာပါ။အဲ့ဒီဆိုင်တန်းတွေကစီပင်ကဈေးကောက်နဲ့ခွင့်ပြုထားတဲ့ပြန်ကျဈေးဆိုင်တန်းတွေပါအခုအဲ့ဒီနားမှာဈေးဆိုင်ပြန်လာဖွင့်ရင်ဖမ်းဆီးအရေးယူခံရမယ်လို့မန္တလေးစီပင်သတင်းရင်းမြစ်ကဆိုပါတယ်။စစ်တပ်ကဆန္ဒပြပွဲဖြစ်ပွားခဲ့ရာချမ်းအေးတာဇန်မြို့နယ်ချမ်းအေးတာဇန်အနောက်ရပ်ကွက် 26လမ်း84 85လမ်းကြားမှာရှိတဲ့လမ်းဘေးဈေးဆိုင်တွေကိုဝင်ရောက်ဖျက်ဆီးခဲ့ပြီးအနည်းဆုံးဆိုင်ကန်း90ဝန်းကျင်ဖျက်ဆီးခံခဲ့ရကြောင်းသိရှိရပါတယ်။အဲ့ဒီနေရာကအရင်ကတည်းကလမ်းဘေးကိုကျူးထားတယ်ဆိုပြီးဖျက်ဖို့ပြောင်းထားတာစစ်ခွေးတွေဖျက်သွားတာကရှေ့မှာကျူးပြီးစောက်ထားတာတွေကိုဖျက်တာပါ။အင်ရှင်ကပုံမှန်ငှားထားတဲ့ area ထက်အရှိမ၅ဘီလောက်ကျူးပြီးအမိုးလုထားခင်းထားတာတွေကိုဖျက်ခိုင်းတာ ဲနောက်ကမှတော်လန်လူငယ်တွေကြောင့်ဖျက်ရတယ်လို့ဖြစ်အောင်လုပ်သွားတာလို့ Voice of Mandalay မှာတာဝန်ရှိသူကဆိုပါတယ်။အဲဒီလိုဆန္ဒပြပွဲပြုလုပ်နေချိန်မှာမင်းအောင်နိုင်ကပြင်းလွင်မြို့စစ်တင်တဲ့စင်းပွဲကိုတက်ရောက်ကစကားပြောနေခြင်းဖြစ်ကြောင်းဒါအပြင်မန္တလေးမြို့လေစစ်တပ်ကလုံခြုံရေးတင်းကျပ်ထားတဲ့ကြားမှာပြည်သူလူထုရဲ့ပါဝင်ကူညီဆောင်ရှောက်မှုတွေနဲ့တူတပိတ်ကောင်းဆောင်များအားလုံး NA ကင်းရှင်းခဲ့ကြောင်းသိရှိရပါပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့ကြားဖြန့်ကွန်ရက်ကြီးတွေကိုနှိမ်နှင်းမယ်လို့ဆိုစဉ်ထိုင်းဝန်ကြီးချုပ်နဲ့ကြားဖြန့်တန်တရာခေါင်းဆောင်တို့အတူရှိတဲ့ဓက်ပုံများပြန့်နှံ့လာကြောင်းတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ3ရက်နေ့မှာကြားဖြန့်နှိမ်နှင်းရေးစီမံချက်ကြီးမှာဒေါ်လာတန်300ကျော်ဖို့တင်ဆက်မှုများလုံနိုင်ခဲ့တယ်လို့ထိုင်းဝန်ကြီးချုပ်အနုတင်ကြေညာပြီးနိုင်ပိုင်းအကြံမှာပဲထိုင်းလူမှုကွန်ရက်များပေါ်၎င်းရဲ့အထက်ကကြားဖြန့်တန်တရာခေါင်းဆောင်တောင်အာဖရိကသား ဘင်ဂျမင်မူအာဘာဂါအများခေါ်ဘန်စမစ်တို့အတူတွဲရိုက်ထားတဲ့တပ်ပုံများလက်ရှိထိုင်းဗန်ဒါယီဝန်ကြီးအက်ခနီတီနဲ့ဘန်စမစ်တို့တွဲရိုက်ထားတဲ့တပ်ပုံများလူမှုကွန်ရက်ပေါ်ပြန်လည်လာခဲ့ပါတယ်။အဲဒီလိုဝေဖန်မှုများစွာမြင့်တက်လာချိန်ထိုင်းအတိုက်ခံပြည်သူပါတီခေါင်းဆောင်တဦးဖြစ်တဲ့ရန်စီမန်ရုံက Facebook မှာဒီပုံတွေရဲ့သဘောတဘာဝကဘက်စမစ်ဆိုတာတုတ်တိမရနိုင်ဘူးလို့ပြောစရာဖြစ်မနေဘူးလားလို့မေးခွန်းထုတ်ခဲ့ပါတယ်။ ရန်စီမန်ရိုဟာရရှိထားတဲ့တရင်ချက်လက်တွေအရဝင်ကြီးချုပ်အမှုတင်တဲ့အတူဒုဝင်ကြီးချုပ်လည်းဖြစ်စိုက်ပျိုးရေးဝင်ကြီးလည်းဖြစ်တဲ့တမ်မာနပရွန်ပါအိုတို့ဟာကြာပြန်တဲ့ရခေါင်းဆောင်ဘက်စမင်းနဲ့ချိတ်ဆက်ပတ်သက်နေမှုကြောင့်ယာတို့မှနှုတ်ထွက်ကြရန်လဲရဲရဲတောက်တောင်းဆိုသွားခဲ့ပါတယ်။အဲဒီလိုဝေဖန်မှုမြင့်တက်လာချိန်အမှုတင်က Channel 3ရုပ်သံမှာမိမိနဲ့ဘက်စမင်းတို့တွေ့ဆုံခဲ့မှုမှာ2014ခုနှစ်ကစင်ကာပူမှာပြုလုပ်ခဲ့တဲ့အစီအဝေးတစ်ခုမှာတွေ့တဲ့ပုံဖြစ်ကြောင်း တခြားမြည်သည့်ပတ်သက်မှုမှမရှိကြောင်းညင်းဆိုသွားပြီးဗန်ဒါယီဝန်ကြီးအနီတီကလည်းတော်ဝင်ထမ်းရတဲ့ဖွဲ့မှပြုတ်တဲ့လွန်ခဲ့တဲ့9ရက်ကအစည်းအဝေးမှာဗန်စမင်းနဲ့တွေ့ခဲ့ခြင်းသာဖြစ်ကဒိုစင်ကပွဲတက်သူ60နဲ့80ကြာရှိပြီးလိပ်စာကံများလဲလေခဲ့ပေမဲ့လည်းနောက်ပိုင်းမြည်သည့်အဆက်အသွယ်မှမရှိခဲ့ဘူးလို့ညင်းဆိုသွားခဲ့ပါရခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရင်သတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်း အကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။